ါတော့ကိုယ့်ရဲ့ဘွာဒနာလည်းဖြစ်တာ哦ဆိုတော့ဘောလုံးလည်းကန်ရတယ်ပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲအလူငွေလည်းကောက်ဝင်းဆိုတော့ဟိုနှစ်ခုနှစ်ခုဟိုဖြစ်တာပေါ့ဘယ်လိုမှကိုယ့်ကိုယ်လည်းချွေးထွက်တယ်ပြီးတော့ဒီနေ့လည်းလာပြီးတော့ပြိတ္တတွေလည်းတပကောကပြိတ္တတွေလည်းအများကြီးလာအပေးကြတဲ့အတွက်ဟိုအတိုင်းမတိဝမ်းသာမိပါတယ်လူငွေတွေအများကြီးလူကြတဲ့အတွက်လည်းဒါကျေးဇူးအများကြီးတင်ပါတယ် ကဒီဘောလုံးကန်ရင်နဲ့ရင်တော့ထိတာဒီ dual injury ပေါ့နော်ဆိုတော့ဒီ dual ကနေပြီးတော့နာရတဲ့အနာရှိတဲ့ခါကျတော့ဟိုအရင်လိုလက်တိတ်ပြီးတော့မစော့နိုင်တော့ဘောဟုတ်ဟိုတိတ်ပြီးတော့ view မဆိုင်ပဲပြစ်ထားလိုက်တာပေါ့အမှန်တော့ကျွန်တော်ကလုံးမယ်ဆိုရင်ဒါခွဲစိတ်ရမယ်ထင်တယ်ဆိုတော့ခွဲစိတ်မှာပဲဒါကပျောက်မှာပေါ့မဟုတ်ရင်တော့ကျွန်တော်တေးရထိရတော့ဒီတိုင်းပဲနာလိုက်ပြန်ကောင်းလိုက်ပေါ့ ငလျင်ဘေးအတွက်ပေါ့နော်ကျွန်တော်တို့စစ်ကြေးပွဲလေးဘောလုံးကန်လာပါဟုတ်ကဲ့ဟောအဲ့ဒါတော့ကျွန်တော်တို့ကတော့ဟိုကိုယ်တိုင်မကြုံတွေ့ရတော့လေဟိုကိုပြောရင်တော့မှဟိုဘယ်လိုပြောမလဲကိုခံစားချက်ရော့ရော့နေအောင်ပါပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီတကယ်ခံစားခဲ့ရတဲ့ပြည်သူတွေနဲ့အတူတူထတ်တူကျွန်တော်စိတ်မကောင်းဖြစ်ရတယ်ဝမ်းနဲ့ရတယ်ခြေကွေးရတယ်အဲဆုံးရှုံးရတဲ့မိသားစုဝင်တွေအတွက်လည်း တကယ်ကိုမှဟိုပြောမပြတဲ့အောင်ခံစားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လက်တက်နိုင်တဲ့ဘက်ကနေပြီးတော့အလူငွေလည်းလူတဲ့ဒီလိုမျိုးကိုလှုပ်အားပေးပြီးလာပြီးတော့ဟိုဘယ်လိုမှအလူငွေလည်းလာပြီးကောက်ခံပေးရပါတော့နော်ဒါကျွန်တော် movie movie apps အနေနဲ့လာပြီးတော့ကျွန်တော်တို့ဒီနေ့လည်းအလူငွေအများကြီးရတယ်ဆိုတော့အများကြီး WhatsApp ID ဖြစ်ပြီးပါတယ်အော်ဒါတော့ကိုယ့်ရဲ့ဘွာသနာလည်းဖြစ်တာ哦ဆိုတော့ဘောလုံးလည်းကန်ရတယ်ပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲအလူငွေလည်းကောက်ဝင်းဆိုတော့ ဟိုနှစ်ခုနှစ်ခုဟိုဖြစ်တာပေါ့ဘယ်လိုမှကိုကိုကိုလည်းချွေးထွက်တယ်ပြီးတော့ဒီနေ့လည်းလာပြီးတော့ပြိတ္တတွေလည်းဒါဘကောကပြိတ္တတွေလည်းအများကြီးလာအပေးကြတဲ့အတွက်ဟိုအတိုင်းမတိဝမ်းသာမိပါတယ်လူငွေအများကြီးလူကြတဲ့အတွက်လည်းဒါကျေးဇူးအများကြီးတင်ပါတယ်အာသူတို့လေးလေးခြေနဲ့ရင်တော့ဒါကျွန်တော်တို့အနေနဲ့ PD ဖြစ်ရတာပေါ့ဟုတ်ကဲ့ပြဟုတ်ဒီနေ့ကြာရတဲ့အပေါ်မှာရောအားရခြင်းလားအာမကြည့်မကြည့်နေဘူးအဲ့တော့ဘောလုံးမကန်ရလဲရမ်းကြပြီဆိုတော့လေအာဒီနေ့ကန်ရတဲ့ခါမှာဘယ်လိုရောက်လဲဟိုကန်နေကြကိုင်းလဲမဟုတ် တဲ့အပေါ်မှာကဲရနိုင်တဲ့အခက်အခဲလေးရှိရယ်ပြီးတော့ကျွန်တော်ကဒီဘောလုံးကန်ရင်နဲ့ရင်တော့ထိတာဒီ do injury ပေါ့နော်ဆိုတော့ဒီ do ကနေပြီးတော့နာရတဲ့အနာရှိတဲ့ခါကျတော့အရင်လိုလက်တိတ်ပြီးတော့မစော့နိုင်တော့ဘောဟုတ်ဟုတ်ကဲ့ပြန်ခံစားရတယ်အခုဆိုကျွန်တော်ချက်ချင်းနာသွားပြီပေါ့ဆိုတော့ကျွန်တော်အခုဒီမှာဟိုဆေးဆီးလိုက်ရတယ်ပေါ့နော်ဆိုတော့အာဒီအရင်ကဖြစ်တာကဒီအယုတ်ရုပ်ပြဲထားတဲ့ဒဏ်ပေါ့ဆိုတော့အဲ့ဒဏ်ကကျွန်တော်ပြန်ကန်လာလို့ကျွန်တော်များများ ပြေးတာတို့ပါဆိုချက်ချင်းပြန်တာဆိုတော့အခုလည်းဒီနေ့အဲ့ဒါလေးတော့ပြန်ဖြစ်သွားတော့အခုလေးတယ်အဲလူစားလဲပြီးတော့ခဏကွင်းပေးထွက်နေတာပေါ့ဟုတ်ဒဏ်ရာကြောက်လည်းပါတယ်အလုတ်တွေကြောက်လည်းပါတာပေါ့နော်ဆိုတော့ဟိုအလုတ်တွေမှာအားတော့ပုံမှန်လည်းမကန်ဖြစ်တော့ဘူးဆိုတော့ဒီဒဏ်ရာကိုလည်းကျွန်တော်ကဟိုတိတ်ပြီးတော့ view မဆိုင်ပဲပြစ်ထားလိုက်တာပေါ့မှတော့ကျွန်တော်ကလုံးမယ်ဆိုရင်ဒါခွဲစိတ်ရမယ်ထင်တယ်ဆိုတော့ခွဲစိတ်မှာပဲဒါကပျောက်မှာပေါ့မဟုတ်ရင်တော့ကျွန်တော်တည်ရဲ့ထီကတော့ဒီတိုင်းပဲနားလိုက်ပြန်ကောင်းလိုက်ပေါ့ဟိုအသိစိတ်နဲ့ပေါ့အဲကျွန်တော်တို့လည်းဒါ လာကမယ်ဆိုတော့သိလို့လဲလာပေးကြတဲ့ပရိသတ်တွေလည်းအများကြီးပဲလေဆိုတော့ကျွန်တော်တို့ဝင်ပြီးတော့လဲဒါပရိသတ်ကိုဟို entertain ပေါ့နော်ဖြော်ပြရဲ့သဘောပါပဲဟုတ်ကဲ့ပြအာအဲ့လိုတော့စိုးရိမ်စိုးရိမ်တော့မရှိပါဘူးဟိုဟိုကျွန်တော်ကဒီမိုးရွာရွာရင်တော့ဒီမန်လေးတို့ဘာလို့ဒီစကိုင်းတို့တခြားငလျင်ဘေးခံလိုက်ရတဲ့ပြည်နယ်တွေပို့ပြီးတော့စိုးရိမ်ပါတယ်ဟုတ်အော်အမြန်ဆုံးဒီအခုကတော့ဒါပြန်လဲထူထောင်ရေးကိုကျွန်တော်ဦးစားပေးရမှာပေါ့နော်ဆိုတော့ ဟိုရေတော့မဟုတ်ဘူးရေရှည်ကျွန်တော်တို့အများကြီးဒါမိဘပြည်သူတွေအများကြီးဝိုင်းပြီးတော့ဟိုဒါဝိုင်းပြီးတော့ကူရအောင်ပါပါဆိုတော့ဒါကရေတော့နဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးကျွန်တော်တို့ကြာမယ်အဲ့ဖြည်းဖြည်းချင်းနဲ့ကျွန်တော်ပြန်ထကြမယ်ပေါ့ဆိုတော့အားပေးခြင်းတဲ့စကားကတော့ဟိုအတင်းထဖို့ပြောချင်ပါတယ်ခင်ဗျဟုတ် ့ဟုတ်ကဲ့ကျွန်တော်ဒီရရတဲ့ဒီကျွန်တော်ဒီဖွဲ့စည်းတွေရနေပြီးတော့ကျွန်တော်ငယ်လေးပဲတင့်တဲ့ data တွေကိုသူတို့တိုက်ရိုက်သွားပြီးတော့လူမယ်လို့လည်းသိရတယ်ပြီးတော့ကျွန်တော်ရန်ကုန်မှာလည်းနောက်ထပ်ဒီရန်ကုန်ဝေထပ်လို့ရန်ကုန်ဝေပွဲတွေထပ်လို့ဖို့ရှိရလို့သိရပါတော့အဲ့ကကြာရင်လည်းဒါကိုတက်နိုင်တဲ့ကိုအလုတ်အားရင်တော့ပါဝင်ပြီးတော့ဟိုထပ်ပြီးကူညီပေးဖြစ်အောင်မှာပါဟုတ်ကဲ့ဗျအော်ဆုံးရှုံးသွားတဲ့ဒါမိသားစုဝင်တွေအားလုံးကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုးကျွန်တော်တို့ထပ်တူခံစားရပါတယ်ဆိုတော့ဟိုဘယ်လိုပြောရမလဲအမြန်ဆုံးဟိုဘယ်လိုပြောရမလဲစိတ်ကို အားတင်းထားပြီးတော့ကျွန်တော်တို့ရှေ့ဆက်ရမယ့်အတွက်အကောင်းဆုံးစူးစမ်းကြဖို့စူးစမ်းကြမယ်ကျွန်တော်တို့လည်းဝိုင်းပြီးတော့ဝိုင်းဝန်းကူညီကြမယ်ဆိုရင်ခဏလေးနဲ့ပြန်ပြီးတော့အားလုံးအဆင်ပြေသွားမယ်လို့ထင်ပါတယ်ဆိုတော့အားလုံးအားတင်းထားဖို့ပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးပါ